အားလုံးပဲမင်္ဂလာပါဒီဒီနေ့တော့ဒီရုရှားနဲ့ယူကရိန်းနဲ့ပတ်သက်ပြီးတော့ဗောနော်အကြောင်းအရာတစ်ခုခေါင်းထဲရောက်လာတာလေးတစ်ခုပြန်ပြီးမျှဝေခြင်းတာဖြစ်ပါတယ်ဗောဆိုတော့ဘာလဲဆိုတော့ပထမဒီအမေရိကန်ရဲ့ဂျာဝင်စစ်စစ်ညှိနှိုင်းပေးမှုနဲ့အတူဗောနော်ဒီရက်30အဖြစ်ခက်ရက်စဲကြီးကိုပထမဂျိုးပန်းတယ်ဗောပထမဂျိုးပန်းတဲ့အချိန်မှာဒီကျွန်တော်သိထားရဲ့အပိုင်းအဘာလဲဆိုတော့ဒီယူကရိန်းက ဒီအမေရိကန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံတယ်။ဒါပေမဲ့ရုရှားကကြတော့လက်မခံဘူးပယ်ချလိုက်တယ်ဗောနော်။ရုရှားဘက်ကသူတောင်းဆိုတဲ့တောင်းဆိုချက်တွေသူတို့လိုချင်တဲ့အချက်လက်တွေအရန်များနေတာဖြစ်တဲ့တော့ကြောင့်ဒီရ30ကိုဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုချက်ကိုလက်မခံဘူးဗောနော်။ဒါပေမဲ့သူတို့တခြားဒီအရက်ဖတ်နဲ့ဒီစွမ်းရင်ကဏ္ဍတွေကိုတာဂက်မထားဘူးဆိုတဲ့ကိစ္စတွေရောလာရောလိုက်တယ်ဗော။ဆိုတော့ကျွန်တော်အမြင်ဗော။ဘာလို့ဆိုပူတင်ကကစားနေတာပူတင်ကကစားနေတာဆိုတော့ဘာလို့ဆိုဒီဒေါ်နယ်ထရန့်က ဒီသူတမရဖြစ်လာရင်ဒီစစ်ပွဲကိုရက်မယ်ပေါ့တစ်ချက်ပေါ့နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့သူ ਨੇ ပါစင်နယ်ယင်းနှိဆက်ဆံမှုရှိတယ်ပေါ့ဆိုတော့ဒေါက်ရှော့ဒေါ်နယ်ထရန့်ကဒီရုရှားတမရပူတင်ကိုမြောက်ပြီးပဲပြောခဲ့တာ ဘယ်တော့မှတိုက်ခိုက်ပြီးမပြောဘူး။ဒါဒိုနယ်ထရန့်ဆိုတဲ့ပုံစံကသူလူတစ်ဖက်သားကိုတိုက်ခိုက်ရမှာဝင်လေးတဲ့လူမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့သူလုံးဝဒီပူတင်နဲ့ပတ်သက်ပြီးတော့ကာပြီးတော့ပဲပြောတယ်။သူကဒီဘက်ကဇီလန်စကီတို့ဒီဘက်ဥရောပဘက်သူနဲ့ယင်မဟာမိတ်တွေဖြစ်ခဲ့တဲ့ဘက်ကိုတော့ဖြိပြီးတော့ပြောတယ်ပေါ့နော်။ဖြိပြီးတော့ပြောဒါပေမဲ့အဲ့ဒါလေသူ့မှာအကြောင်းပြချက်ရှိရလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့သူကလည်းဒီတမရဂျိုးဘိုက်တန်လက်ထက်မှာပေးထားခဲ့တဲ့အကူအညီတွေပေါ့နော်။အဲ့အကူအညီတွေကိုဒီသူပြောတဲ့အပြောအရ350ဘီလီယံဒေါ်လာပေါ့။အဲ့ဒါတွေကို ပြန်ပြီးလိုချင်တယ်အဲ့ဒီအတွက်ကြောင့်ဒီယူကရိန်းကိုပရက်ရှာပေးတယ်ဒီယူကရိန်းကဒီအမေရိကန်မပါဘူးဆိုရင်ရုရှားကိုခုခံကာကွယ်ဖို့ကမလွယ်ဘူးပေါ့မလွယ်တဲ့အတွက်ကြောင့်ဒီသူလိုချင်တဲ့ဟာကိုလိုက်ရောပေးဖို့သူကတောင်းဆိုတယ်ပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာတာကဘာလဲဆိုတော့ရုရှားပေါ့နော်ရုရှားကကြတော့သူကအနိုင်နဲ့ပဲပိုင်းချင်တာဒီတိုင်းမရက်ချင်ဘူးပေါ့နော်မရက်ချင်ဘူးဆိုတော့ဒီ trend ကိုလည်းသူ ဘလို့ဘလို့ပြောရမလဲဒီအမေရိကန်အနေနဲ့ပေါ့ဒီဥရောပနိုင်ငံတွေအနေနဲ့ပြီးအမေရိကန်အနေနဲ့ကကြတော့ဒီ proxy war ကစားနေရပေါ့ရုရှားကိုစီးပွားရေးပိတ်ဆို့ထားတယ်သူ့နောက်မှာတော့ဒီတရုတ်တို့မြောက်ကိုရီးယားတို့ရှိနေတယ်ပေါ့နော်ဒါပေမဲ့လည်းစီးပွားရေးပိတ်ဆို့တယ်ပြီးယူကရိန်းကိုငှားပြီးတော့စစ်တိုက်တဲ့ပုံစံရုရှားကိုဒီကြောက်အောင်ပေါ့နော်ဆိုတော့ရုရှားလည်းအထိနာပါတယ်အမှန်တိုင်းပြောရရင်အထိနာနေတယ်ဆိုတော့ ဒီအချိန်မှာဒိုနယ်ထရန့်ကဒီစစ်ပွဲကိုရက်မယ်ဆိုဘယ်လိုရက်မှာလဲပေါ့ဆိုတော့ဒီတိုင်းအာဟိုမင်းတို့ရက်လိုက်တော့ဟိုဘက်ကောဒီဘက်ကောရက်လိုက်တော့ဆိုပြီးတော့ပြောရတာဗဇက်နဲ့ရတော့လွယ်တာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာဒါမျိုးသွားပြီးတော့ရက်ဖို့ကမလွယ်ဘူးပေါ့ပြီးရုရှားလိုနိုင်ငံကြီးတစ်ခုအနေနဲ့ဒီတကုံတိတ်ခါအရာရောဟိုအကြောင်းပြချက်အမျိုးမျိုးပေါ့နော်ဒီစစ်ပွဲကိုစပြီးတော့ဟိုဒီလိုခေတ်21ရာစုမှာဒီလိုစစ်ပွဲကြီးတစ်ခုကိုနိုင်ငံတကာနိုင်ငံကိုကျူးကျော်ပြီးတော့တိုက်ခိုက်တာ အနိုင်မဟုတ်ဘူးဆိုရင် ဟိုအရန်ဟိုဂုံတိတ်ကအရာရောဟိုအဖက်ဖက်ကပေါ့နော်တိကနေနာမှုတွေပြည်တွင်းမှာရောပြပမှာရောအများကြီးရှိတာပေါ့ဆိုတော့အဲ့အတွက်ကြောင့်သူကတော့အနိုင်နေကိုတိုက်ချင်တယ်သူထင်သာသူမဖြစ်ဘူးပေါ့ဘာလို့မဖြစ်တာလဲဆိုတော့ဒီအမေရိကန်နဲ့ဥရောပနိုင်ငံတွေရဲ့နောက်ကွယ်ရာထောက်ပံ့မှုတွေဆက်လက်နေပစ္စည်းတွေပေါ့နော်ပြီးရင်ယူကရိန်းလူမျိုးတွေယူကရိန်းစစ်သားတွေရဲ့နိုင်ငံချစ်စိတ်ပေါ့မျိုးချစ်စိတ်တွေနဲ့အတူဒီတွန်းလန်ပုံကန်အဲတွန်းလန်ကောက်ွယ်ရာကိုယ်နိုင်ငံကိုယ်ရည်မျိုးဆိုတော့အဲ့ဒါတွေကိုလုံးဝမကြော်နိုင်ဘူးဖြစ်နေရပါတော့ဒီစိတ်ရချင်းကြွားတယ် အများကြီးရှိပေမဲ့လည်းဟိုမထိန်ချုံနိုင်ဘူးပေါ့ဒါအနောက်နိုင်ငံတွေကလည်းရုရှားကိုဘာလို့ကိုသွားပြီးတော့ဟိုမလုတာလေပေါ့နော်ယူကရိန်းကိုပဲထောက်ပံ့ပြီးတော့ဆိုအဓိကတော့ဘယ်သူမှဆစ်မဖြစ်ချင်ဘူးလို့တော့မြင်တာပေါ့ဒီအခုချိန်မှာဆစ်ဖြစ်မယ်ဆိုရင်မလွယ်ဘူးလေနော်ဒါမှမဟုတ်ရုရှားကဟိုသူ့နိုင်ငံတိုင်းမှာနိုင်ငံအတွင်းမှာပေါ့နော်ယူကရိန်းဘက်ကပြန်ပြီးတော့ဟိုတိုက်ခိုက်တာခံရတယ်ဆိုတာနဲပါတယ်ဆိုတော့အဓိကတော့ယူကရိန်းကြီးပဲခံနေတာနေ့စဉ်နဲ့အမြဒီစေဟိုဘယ်လိုပြောရမလဲမဆိုင်နေ နေတိုင်းကိုကြာနေရပါဘောเนาะဒီနေ့နေတိုင်းကိုကြာနေတော့ဒီယူကရိန်းနိုင်ငံမှာပဲအထူးကိပျက်စီးမှုတွေဒီမြို့တွေရွာတွေလူတွေကလေးတွေဘောเนาะမိမသားတွေအကုန်လုံးတေးကြတာဆိုတော့ဒီဂျန်တဲ့အပိုင်းကတော့ဒီရုရှားဘက်မှာထိကိပျက်စီးမှုဆိုတော့ရှိတော့ရှိရရှားပါတယ်ဘောเนาะယူကရိန်းကသူ့ဟိုနိုင်ငံနေမြေအတွင်းမှာပဲခုခံကာကွယ်နေရတာဘောအများသောအားဖြင့်ဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဒီအမေရိကန်ရဲ့ ထောက်ပံ့မှုမပါဘူးဆိုရင်အဲယူကရိန်းကြတော့မှာပေါ့ဒါတိတ်မကြဘူးကြတော့မှာဒါအလုံးလည်းသိတယ်ပေါ့နော်ဆိုတော့ရုရှားကလည်းဒါကိုစောင့်မျောနေတာပေါ့မျောနေတဲ့အချိန်မှာအခုအခုနောက်ဆုံးသတင်းဆိုရင်ဒီဟိုဟာဒုတိယကမ္ဘာစစ်အောင်ပွဲခန်းခန်းတာပေါ့နော်ဒီခန်းတာမှာဒီတရုတ်သမ္မတရှီကျင်းဖျင်တို့ပေါ့သူတို့ရဲ့ဒီကွန်မြူနစ်အပိတဲ့နိုင်ငံတွေပေါ့သူတို့ရဲ့မဟာမိတ်တွေခေါင်းဆောင်တွေတက်ရောက်မယ်ဆိုပြီးတော့ဟိုတည်ရတယ်ပေါ့နော်အဲ့အချိန်မှာဒီပူတင်ကဟိုဘာကစားလဲဆိုတော့ဒီ၃ရက်လုံးမဲ့အခမ်းအနားမှာ ရှိကို30ထင်ပါတယ်ဒီ3ရက်လုံးမဲ့အခန်းအခန်းနာကို3ရက်တာအပြစ်ခက်ရက်စဲကြီးပေါ့ဒီမတိုင်ခင်မှာသူဟိုအစ်စတာပေါ့နော်ဒီခရီးယန်ဘာသာဝင်နေအစ်စတာမှာ2ရက်လားမသိဘူး48နာရီတင်တယ်အပြစ်ခက်ရက်စဲကြီးကိုသဘောတူတယ်ဆိုပြီးတော့ဒီ3နှစ်အတွင်းမှာဒါကြုံတော့ကြုံခဲ့ပေါ့ဒါလည်းပါလေဆိုတော့လှည့်စားမှုတစ်ခုတွေပေါ့ဟိုအမေရိကန်ဟိုလှည့်စားမှုဒီရုရှားဟိုဒါမျိုးအပြစ်ရတာကြီးလောက်တယ်ဆိုပြီးတော့လဲစားမှုတစ်ခုနေဒါပေမဲ့လည်းတကယ်မြေပြင်မှာတော့ ဟိုအပြည့်ရတာတော့တိတ်မရှိပါဘူးအများနဲ့တိုက်နေရပဲလို့ပြီးတော့ကျွန်တော်သတင်းတွေကြားရတာဆိုတော့ဘလို့ပဲဖြစ်ဖြစ်အခုဒီ၃ရက်မှာသူကဒီ Ukraine ကိုဟိုလှည့်စားတာဗောလေ၃ရက်မှာအဲဒီကမ္ဘာကောင်းဆောင်တွေလာတဲ့အချိန်မှာဒီ Moscow တိုက်ခိုက်မှုတွေဖြစ်မှာစိုးလို့ဗောနော်တအန်နီယယ်တွေဖြစ်မှာစိုးလို့သူကတော့ဒါကိုဟို၃ရက်တာအပြစ်ခက်ရစဲရေးဆိုပြီးတော့ဟိုညှိတာဗောတကယ်လို့ဟိုမဖြစ်ဘူးဆိုချင်းချောက်တာဗောယူကရိန်းနိုင်ငံအနေနဲ့ဟိုဒီပြန်ပြီးတော့ ဟိုထိရောက်တဲ့ပြန်ပြီးပေးဆက်ရမယ်ဆိုပြီးတော့ပြောတာကြီးလဲတွေ့ရတယ်ဆိုဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စကြီးကဒီ Ukraine ဘက်ကလက်မခံဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကြီးအတိတ်ပဲမှာမရှိရကျွန်တော်လည်းထင်ပါတယ်အတိတ်ပဲမရှိဘူးဟိုရုရှားရဲ့ဟိုကျိုးဆွဲရအောင်ရုရှားကဈာ3ရက်ရက်မယ်ဆို UK ကလည်းရက်ပြီးဟိုအရာကြီးတဲ့လူရဲ့သဘောထားအတိုင်းလိုက်ပြီးတော့လောက်ရမယ်ဆိုတဲ့ပုံစံဒါကြီးအတိတ်ပဲမရှိဘူးဆိုတော့ Ukraine ဘက်ကလည်းဘာဖြစ်လို့အခု အချိန်မှာပထမ Easter တုန်းကကြတော့ Ukraine ကလိုက်ရောလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူအနောက်မှာ American ဘက်ကမရှိဘူး။ဒီကာလာထဲမှာဒီကြားထဲမှာ American နဲ့ဒီဟိုမြေရှားတပ်ထုဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်တယ်ပေါ့နော်။လက်မှတ်ရေးထိုးလိုက်တဲ့အတွက်ကြောင့် American ရဲ့ဟို Ukraine နိုင်ငံအပေါ်မှာဟိုနောက်ခံဟိုအပိထောက်ခံမှုကအများကြီးမြင့်တက်သွားတာပေါ့နော်။ဒီဥစ္စာရဲ့လက်မှတ်ထိုးလိုက်တဲ့အချက်ကြောင့်ဒီ American ရဲ့ Ukraine ပေါ်မှာထားတဲ့ ယူကရိန်းကိုထောက်ပံ့မှုတွေကပိုပြီးတော့စီးစင်းပါဗောနော်ဟိုအဲ့အတွက်ကြောင့်ယူကရိန်းကပြောင်ပြောင်တင်းတင်းပဲဒီရုရှားရဲ့ဒီကမ်းလန့်ချက်ကိုညှင်းပယ်လိုက်တယ်ဗောနော်ဇယ်လန်စကီကအာမမခံဘူးဗောဆိုတော့ဒီဟာရုရှားတော်တော်လေးကိုအန်နေရယ်ရုရှားတော်တော်လေးကိုစိတ်ပူစေရလို့မြင်ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကမ္ဘာကောင်းဆောင်နေမော်စကိုလာတဲ့ချိန်ဒီစေပြခန္ဓာဖြစ်နေတဲ့ချိန်မှာတကယ်လို့များအိုင်နာပတ်ဝင်းကျင်မှာ ပောက်ကွဲမှုတစုံတရာဒါမှမဟုတ်ဒီမော်စကို ဟိုမဇိုင်းနေကြလာပြီဆိုတဲ့သတင်းတွေတခုခုများကြလာခဲ့မယ်ဆိုရင်တို့ဒီအခမ်းအနားကြီးကဘလို့မှဟိုအစီအပြီမှာမဟုတ်အကုန်လုံးကကြောက်လန့်နေကြမှာပဲအဲ့အတွက်လေဒီတရုတ်နိုင်ငံကနေဒီယူကရိန်းနိုင်ငံကိုလှမ်းပြီးတော့အဲ့နေ့မှာမော်စကိုဟိုမပစ်ဖို့လှမ်းပြီးတော့တတိပေးတယ်ဆိုပြီးတော့ဟိုသတင်းတွေထွက်တယ်ဗောနော်ဘာဖြစ်လဲဆိုတော့ဒီရှီကျင်းပြင်အဲဒီတရုတ်တမ္မရာရှီကျင်းပြင်ကိုယ်တိုင်တက်ရောက်မဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဟို တရုတ်ကနောက်ပိုင်းမှာဒီရုရှားကိုပေါ်ပေါ်တင်တင်ပဲအပိထောက်ခံလာတယ်ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ပြီးတဲ့နောက်ပိုင်းမှာဒီဟိုဒီကုန်သွယ်ချက်ပွဲစပြီးတဲ့အချိန်မှာတရုတ်ကပေါ်ပေါ်တင်တင်ပဲရုရှားကိုထောက်ခံတယ်ဟိုပြီးရင်ကိုစစ်လက်နက်ပစ္စည်းတွေရောအများကြီးပေါ့နော်စစ်သားတွေရောမှထောက်ဟိုပို့ပေးရဆိုတဲ့သတင်းတွေရောတောက်လျှောက်တက်လာတာပေါ့နော်သူကလည်းပေါ်ပေါ်တင်တင်ဟို support လုပ်တယ်ပေါ့ရေချောင်းအဲ့လိုပုံစံဖြစ်လာတော့မြောက်ကိုရီးယားကလည်းပေါ်ပေါ်တင်တင်ပဲကျင်ညာတယ်ပေါ့ဒါသူ့ရဲ့တပ်ဖွဲ့ဝင်တွေဒီရုရှားကို ဟိုဟာပြပို့ထားတယ်ပေါ့နော်ပို့ထားတယ်ဆိုတဲ့သတင်းတွေပေါ်ပေါ်ဒီနေပဲကြင်ညာလိုက်တယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဒီတရေကဒီဇလန်စကီကလည်းသူညင်ရဲွားတဲ့အေအားတွေရွာတာပေါ့အမေရိကန်ရဲ့ဒီအဲလက်မှတ်ရေးထိုးလိုက်တဲ့ဒီမေရှားတပ်ထုဆိုင်ရာသဘောတူညီစာချုပ်ချက်အရအမေရိကန်ရဲ့ယင်းနှိမ့်နယ်မှုတွေအမေရိကန်ရဲ့ဒီနောက်ပိုင်းဆက်လက်နဲ့ထောက်ပံ့မှုတွေကဆက်ပြီးတော့လာမှာပေါ့နော်အဲ့အတွက်ကြောင့်လည်းသူကဟိုပေါ်ပေါ်တင်တင်ပဲဟို ညင်းရတာဗောနော်ညင်းရတာဗောနင်ပုံမှန်အခြေအနေဆိုတော့ကျွန်တော်ထင်တာတော့ဒီရုရှားအသုံးရရက်မယ်ဆိုလဲသူလဲရက်မယ်ဗောအဲအဲ့လိုဖြစ်မှာပါရုရှား9ရက်ရက်မယ်ဆိုရက်မယ်ဗောရုရှားအလိုတိုင်းဘာလို့လဲဆိုအင်အားကြီးမှမရှင်နိုင်တာဆိုတော့တနေ့တနေ့လူတွေကတည်နေတယ်တပတ်တပတ်လူတွေတည်နေတာအများသောအားဖြင့် ယူကရိန်းရဲ့ပြည်သူတွေယူကရိန်းရဲ့ဟိုစစ်သားတွေပေါ့များသောအားဖြင့်ဆိုတော့ရုရှားဘက်ကတေးလားဆိုတော့ဒီရှေ့တန်းလူတွေလောက်ပဲတေးတာပေါ့နော်ဒီမြို့တွေရွာတွေအိမ်တွေအဆောက်အဦတွေကထိခိုက်ပျက်စီးမှုကနည်းပါတယ်။ဘာလို့ဆိုစစ်အင်အားအခြေအနေပြီးတော့နောက်တစ်ခုကကာကွယ်စနစ်အခြေအနေပေါ့နော်ဒီအဲ air defense အခြေအနေတွေကလည်းအများကြီးကွာတဲ့အတွက်ကြောင့်အဲ့လိုဖြစ်တယ်လို့ထင်ပါတယ်။ဒါပေမဲ့အခုဒီသတင်းကတော့လုံးဝစိတ်ဝင်စားစရာကောင်းတယ်။အဲ့ဒီ တကယ်ပွဲနေကြရင်ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဟိုစောင့်ကြည့်ရမှာပေါ့နော်တကယ်လို့များယူကရိန်းက ကျွန်တော်ထင်တာတော့ယူကရိန်းကတော့အဲ့နေ့မှာတော့ဒီမော်စကိုဘာလို့တော့နည်းနည်းပပတော့အဲ့ပွဲကိုတိုက်ရင်မဟုတ်ရင်တော့မှအဲ့ပဝင်းချင်းကိုတော့ချမှာပဲဘာလို့ဆိုသူကလည်းလှန့်မှာပဲပြစ်မှာပဲပေါ့နော်အဲ့လိုအခြေအနေကြရင်ရုရှားဘက်ကဘယ်လိုတုံ့ပြန်မလဲပေါ့ရုရှားကဘာလို့သုံးမှာလဲပေါ့ဆိုတော့ရုရှားကလည်းနျူကလ িয়ার နဲ့ခြောက်နေရပေါ့တကယ်ကနျူကလ িয়ার မသုံးရဲပါဘူးကျွန်တော်နျူကလ িয়ার သုံးရင်ရုရှားကိုလည်းကျန်တဲ့နိုင်ငံတွေတတိယကမ္ဘာစစ်ဖြစ်ဖို့ကရာဂိုင်းတော့အများကြီးပေါ့နော်နျူကလ িয়ার တကယ်သုံးမယ်ဆိုရင်ကျန်တဲ့နိုင်ငံတွေကလည်းခံမှာမဟုတ်ဘူးအကုန်လုံးကဝင်ပြီးတော့ဆော့မယ်ဆိုရင်တတိယကမ္ဘာစစ် ဖြစ်ပေါ်လာများသွားပြီဆိုရုရှားကလည်းချင်းချောင်းနေရပါတော့ရုရှားလည်းတော်တော်လေးချင်းချောင်းနေရဆိုအခုအမေရိကန်ဘက်ကလာတဲ့သတင်းတွေအရာလဲရုရှားကတကယ်လို့ငြင်းငြင်းကြီးကိုလက်မခံဘူးဆိုရင်စီးပွားရေးပိတ်ဆို့ဖို့အတွက်ဒီအမေရိကန်အမေရိကန်ဒီ Trump Administration ပေါ့နော်ဒီတမရ Trump ရဲ့အဖွဲ့ဒီတွေကစီစဉ်နေပြီဆိုတဲ့သတင်းတွေလည်းတက်နေတယ်ဆိုတော့ရုရှားကလည်းရုရှားကလည်းဟိုဒီတိုင်းရက်မှာလည်းအဆင်မပြေအနိုင်နဲ့လည်းပိုင်းကျင်တယ်အဲသူလိုချင်တာရလည်းများတယ်ပေါ့နော်ဆိုတော့ ခုအချိန်တွေကတော့တော်တော်လေးဟိုဘေးကျန်တန်းကျဖြစ်နေတာပေါ့ဘာလို့လဲဆိုတော့ဟိုထရန့်ကဒီဇင်လန်စကီနဲ့ညှိစရာမလိုတော့ဘူးဆိုတော့ဘာလို့လဲဆိုတော့ဇင်လန်စကီကိုသူလိုချင်တာသူရသွားပြီသူအရင်တော့ပေးထားတဲ့ပတ်စံတွေလည်းပြန်ရသွားပြီနောက်ထပ်လက်နဲ့ရောင်းချမှုတွေလည်းထပ်ပြီးတော့ရှိလာဖို့များတယ်ပေါ့နော်အဲ့တို့ကြောင့်ဒီယူကရိန်းကဘာမှညှိစရာမလိုတော့ရုရှားသားလည်းမလိုက်တာဘူးဆိုရင်ရုရှားကိုစီးပွားရေးပိတ်ဆို့ဖို့ရေးယူဖို့ပဲကြံတော့တယ်ပေါ့နော်သူကတော့ဒါတော့မလုပ်ချင်ဘူးလို့တော့ပြောတယ်ဒါပေမဲ့လည်း ဟိုဒီတိုင်းမလုပ်ဘဲနဲ့မျောတာလို့လည်းမရဘူးဆိုတော့ဒါရုရှားကိုတော့အထိနာကိုလုံမယ်ပေါ့နော်လုံမဲ့သဘောရှိတယ်ဆိုတော့ရုရှားလည်းဒါကိုသိတယ်ကောင်းကောင်းကြီးသိတယ်ဒါပေမဲ့လည်းဟိုဘိုင်းဆက်ဖြစ်မလဲပေါ့အဲ့ဒီပွဲကြရင်ဒီ၈ရက်၉ရက်၁၀ထဲမှာအဲ့ဒီပွဲကြရင်ဘယ်လိုဖြစ်မှာဘယ်ကောင်းဆောင်နေတက်မှာလဲပေါ့နော်ဒီကျွန်တော်တိရတော့ဒီသူနဲ့ရင်းနှီးတဲ့တရုတ်ပါမယ်ပြီးရင်ဘယ်လာရုဆိုဒီမြန်မာတော်ပါတယ်လို့ကြားတယ်ပေါ့နော်ဆိုတော့ဟိုဘလိုပဲဖြစ်ဖြစ်အကုန်လုံးကတော့ဒီအာနာရှင်တွေပေါ့အာနာရှင်လူတွေစုကသွားစုမှာပေါ့အဲ့ချိန်မှာတော့ဒီ တို့လည်းဒီဟိုတော်တော်လေးတော့တေချာလေးပြင်ဆင်ထားမှာပေါ့ဒီနာစီကိုနိုင်တာ290ပြည့်ထင်ပါတယ်ဆိုတော့ဒုတိယကမ္ဘာစစ်အောင်ပွဲခံအခမ်းအနားပေါ့ရင်းမြေနီမှာလုံးမဲ့အခမ်းအနားမှာဟိုစိတ်ဝင်စားစရာကောင်းတယ်ဒီဟာကနေတစ်ဆင့်တတိယကမ္ဘာစစ်ပဲဖြစ်သွားမလားဘလို့ဒီကြုံရမလဲကမ္ဘာပေါ်မှာလည်းအခုစစ်ပွဲတွေကတနေရာပြီးတနေရာဟိုစစ်မီးတွေကတောက်လောင်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကလည်းဟိုတားကောင်နေပေါ့ပြည်သူကပြည်သူတွေကတားကောင်နေဖြစ်နေတာပေါ့တားကောင်နေဖြစ်နေတဲ့အတွက်ကြောင့်ဟိုဘလို့ပဲဖြစ်ဖြစ် ဒီစစ်ပွဲတွေလည်းအများဆုံးငြိမ်းပြီးတော့ငြိမ်းငြိမ်းရေးအများဆုံးရရှိဖို့ပဲအားလုံးကမျှော်လင့်နေကြတဲ့အချိန်ပေါ့နော်အခုအမြင်ပေါ့ဒီရုရှားယူကရိန်းရဲ့နောက်ဆုံး latest ဖြစ်နေတဲ့အချိန်နေပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘာဖြစ်မလဲပေါ့ဆိုတာလေးကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရဲဆိုအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ် bye bye